ုံးမမင်္ဂလာပါတနားရဲ့ you are bestie ဆိုတဲ့ channel လေးကနေပြီးတော့မှအားလုံးကိုပြန်ပြီးတော့ကြိုဆိုပါရစေဒီနေ့တနားကင်မရာပေါ့နော်ကင်မရာ testing လေးလုပ်มาဖြစ်ပါတယ်အဲ့တော့တနားအခုဒီ iPhone 17 Pro Max ဝယ်ထားတယ်ပေါ့နော်ဒါပေမဲ့ကင်မရာမဆိုင်ရသေးပါဘူးအဲ့တော့ဒီကင်မရာလေးဆိုင်းရင်းနေပေါ့နော်17 Pro Max ရဲ့ကင်မရာတကယ်ပဲကောင်းလားမကောင်းလားပေါ့နော်ပြီးတော့အခုနေလဲဝင်နေပြီအဲညဘက်ပေါ့နော်ညနေခင်းလေးဆိုတော့တစ်ချက်အဲတနားနဲ့တူတူကြည့်ကြရအောင် အဲ့တော့အရင်ဆုံးတနာဗီဒီယိုကင်မရာကိုအရင်ဆားလိုက်ပါမယ်။အဲ့တော့ဒါညနေခင်းပေါ့နော်။တနာအိမ်နောက်ဖေးမှာညနေခင်းလေးဝင်နေတဲ့အချိန်လေးကိုတွားရထားတာပေါ့နော်။ဒီအနောက်ဘက်ဖြစ်နေပေါက်ကနေရိုက်ထားတာလေးပါ။โอเคအဲ့တော့ဒါ original 18ပေါ့နော်။အဲ့တော့ကြည့်လိုက်မယ်ဆိုရင်ကင်မရာကတော့တော်တော်လေးမိုက်ပါတယ်။တော်တော်လေးလှဟဲဒီမှာပါတယ်ပေါ့နော်။တနာတော့အရင်သဘောကျတယ်။โอเคဒါတော့ 2x ပေါ့နော်။โอเคအဲ့တော့ 4x ကိုတွားလိုက်မယ်။โอเค 4x တိတော့တေချာမြင်ရတော့မယ်သူက။ okay အဲ့ဆိုရင် maximum at ac သွားလိုက်မြေပေါ့နော် okay အဲ့တော့တွေ့ရတဲ့အတိုင်းပဲနော်တေချာရှင်းရှင်းလင်းလင်းမြင်ရပါတယ် okay အဲ့ဆိုရင်ကျွန်တော်တို့ photo ဘက်ကိုသွားလိုက်မြေပေါ့နော်ဒါတော့ photo ပါ okay အဲ့တော့တချို့ဒီကင်မရာစတင်နေရတော့တနာရွကျွကြည့်ပြီးတော့စတင်လေးချိန်ထားရတယ်ပေါ့နော်အဲ့တော့နောက်မှပဲတနာကင်မရာစတင်ချိန်ကြီးလေးတစ်ချက်ပြပေးပါမယ် okay ဒါတော့ okay portrait ပေါ့နော် portrait မှာမှာသူကဒီ neutral light ရှိရယ် studio light ရှိရယ်ပေါ့နော် ါဒါတော့ neutral light ပါပကား studio light ပေါ့နော်အဲ့တော့တစ်ခုနဲ့တစ်ခု effect လေးနည်းနည်းလေးတော့ကွာတယ်ပေါ့နော်အဲဒါပေမဲ့တနာ personal လေးရပြောရရင် studio light ကကြာတော့နေ့လည်ပဲဆိုရင် studio light နဲ့ပေါ့နော်ရိုက်တာပို့လို့လှရဲသူ့မှာ effect လေးပါလာပြီးသားဆိုတော့လေအခုဒီမှာတွေ့ရတဲ့အတိုင်း effect လေးပါပြီးသားပေါ့နော် neutral light ကတော့လုံးဝ natural ပေါ့နော်အဲ့တော့ဒီညဘက်ညနေခင်းနေပါလေအဲ့လိုမျိုးနေဝင်တဲ့ချိန်တကယ် neutral ကိုလိုချင်နေဆိုရင်တော့ original camera နဲ့ရိုက်တာပို့လို့လှရဲပေါ့နော်ဒါတော့ cinematic ပေါ့နော်အဲ့တော့ cinematic ကကြတော့သူကဒီပိုပြီးတော့ stable ဖြစ်တယ်လို့တော့တက်ခံစားရတယ်။ဗီဒီယိုရဲလိုက်တဲ့အချိန်မှာပေါ့နော်။ပြီးတော့သူ့မှာလည်းအဲ့လိုမျိုးဒီ effect ချိန်ထားပြီးသားလေးနည်းနည်းလေးပါတယ်ပေါ့နော် original ရ။နည်းနည်းလေးအဲ့လိုလေဒီအဲရုပ်ရှင်ဇဝင်ခံလေးတခုလည်းရောက်သွားသလိုမျိုးပေါ့နော်။အဲ့အဲ့လို file လေးကိုသူကပေးထားတာပေါ့နော်။အဲသူ့ရဲ့ဒီ color တွေကစားထားကြည့်မယ်ဆိုအဲ့လို file လေးရှာရတယ်ပေါ့နော်။ အဲ့တော့တနာတို့ဟိုဆက်ဖီကင်မရာကိုသွားလိုက်မယ်ပေါ့နော်ဆက်ဖီကင်မရာတက်စတင်လေးလုပ်လိုက်မယ်အာဒါဆီနီမက်တစ်နဲ့တော့ဖြစ်နေရေပေါ့နော်โอเคအဲ့တော့ဒါယူရိုရဲ့တနာလေးပြင်ပြပါပြီဆက်ဖီဆိုတော့လေโอเคပါအဲ့တော့လေဒီမှာကဟိုဆီနီမက်တစ်ဖြစ်နေရောတနာဗီဒီယိုပြောင်းလိုက်မယ်ပေါ့နော်အဲ့တော့ဗီဒီယိုကတော့နည်းနည်းလေးပိုလင်းနေပေါ့နော်โอเคဖိုတိုကကြတော့ဒါတနာကင်မရာစတင်ရအောင်ချိန်ထားပြီးသားဆိုတော့လေ အဲတော်တော့နည်းနည်းတနာဖိုတိုမှာတော့ဝမ်ထုံးဘက်ကိုသွားထားတော့နည်းနည်းလေးအဝါဘက်တန်းတဲ့ပုံစံမျိုးလေးမြင်ရတယ်ပေါ့နော်အဲဒါမှ iPhone ရဲ့လေဒီကင်မရာကတော့ 4K resolution ထိဖြစ်တဲ့အတွက်ကြောင့်မို့လို့သူကဒီတရအစပေါ့နော်အကောင်လုံးမြင်ရတယ်ဒီမှာဆိုရင်တနာနှစ်ဖူးမှရှိရဝက်ချက်အမိုင်ယူအမဲဆက်လေးရအစပေါ့နော်အကောင်လုံးတိတိမြင်ရပါတယ် okay အဲ့တော့ဒါတော့ယူရဲတနာလေး post ပေးနေရပါဒါတော့တနာရှိမှရိုက်ပြထားတဲ့အာနေဝင်ချုံရိုက်ထားတယ်ပေါ့နော်ဒီ photo လေးရေးပါအဲ့တော့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးအတွက်ကျေးဇူးတင်ပါတယ် နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်အားလုံးပဲဘိုင်ဘိုင် Your bestie forever with you